တဘတို့တဘတို့ယူလာတဲ့အဲ့တောင်ရဲလမ်းကူလမ်းမှာဆရာကဆရာမလက်ကိုဖြုတ်လိုက်ပါတယ်ဟုတ်ကဲ့ဖြုတ်လိုက်တဲ့အချိန်မှာတဘတို့တဘတို့ရဲတဘတို့အဖေရဲပြီးနောက်အခွေးကြီးတယောက်ပါပါတဲ့တဘတို့အဲ့ကလေးကဖြတ်မလို့ပြေးပါတယ်ဒီလိုတဘတို့ဝါတပြန်ကြော်လောက်မှတဘတို့လမ်းကြည့်ပါတယ်ဟုတ်ကဲ့လမ်းကြည့်တဲ့အချိန်မှာဆရာမကိုကလားလေးတွေကအဲ့ကွန်ပျူတာဖလေးလိုက်ပါပဲတက်လာပြီလင်းလိုက်တဲ့အချိန်မှာဆရာမကအားဆိုပြီးတော့တခြားဟိုတဲ့အချိန်မှာဆရာကြီးလမ်းကြည့်ပါတယ်ဟုတ်ကဲ့လမ်းကြည့်တဲ့အချိန်မှာဆရာမကို လက်ကြီးတဲ့အချိန်မှာဆရာမရဲ့လက်ကဲ့မှာလက်ကအိုက်ပေါ်မှာကျောင်းအပ်ထားတဲ့ပိုက်ဆံတွေအိုက်မအိမ်မှာရှိတဲ့ပိုက်ဆံတွေရွှေတွေပါတယ်ပါပါတယ်ပါတယ်အဲ့ဒါတွေယူပါတယ်ယူတဲ့အချိန်မှာဆရာကြီးကိုရိုက်ပါတယ်သူတို့ကဩရိုက်တဲ့အချိန်မှာဒီနောက်ဆီကိုရိုက်ပါတယ်ဟုတ်ပါဘူးမရိုက်ခင်ဆရာကြီးကိုအဲ့လိုကင်ထားတဲ့အချိန်မှာဟိုဘက်နေရောက်ဒီဘက်နေရောက်တွဲပြီးတော့ကင်ထားပါလေ။ဩဘိုင်းချုပ်ထားတာပေါ့။တမ်းပါ။အဲ့အဲ့ဒီမှာရိုက်ပါတယ်ရိုက်တဲ့အချိန်မှာဆရာမကတော့တပတ်တပိုင်နဲ့တခုတ်ပါတယ်ဒီလိုက။အဲ့ ခုတ်တဲ့ရှိမှတဘုဒ္ဓဟာအဲ့မှာကြီးနေပါတဲ့တယ်ကြီးတာနဲ့တဘုဒ္ဓလေးခွန်းနဲ့လိုက်ကြည့်ပါလေဟုတ်ကဲ့လေးခွန်းလည်းပါတာပဲမဟုတ်ပါဘူးဘုဒ္ဓကပြစ်တာဟုတ်မဲ့တစ်ခါတဘုဒ္ဓကောင်းမှတစ်ချက်ရှိပါလေရှိတယ်အေးအဲ့ဒါနဲ့တဘုဒ္ဓထပ်လို့ပြေးပါလေပြေးတာနဲ့ကျွန်တော်တဘုဒ္ဓဖေပြောပါလေတဘုဒ္ဓဖေကနင်ပြေးတော့အဲ့လိုပြောပါလေပြေးတော့ပြောတဲ့ရှိမှတဘုဒ္ဓကပြောပါလေတဘုဒ္ဓဖေပြေးမနောက်ကနေခင်းလို့ဆိုတော့အဲ့လိုသူတို့လိုက်ရင်တဘုဒ္ဓနဲ့တဘုဒ္ဓအဖေမှာလမ်းနဲ့ရှောင်းပါပါလေတယောက်တစ်ချောင်းပြီးရင်တဘုဒ္ဓဓာတ်တို့ရှောင်းပါပါလေခါမှာအေး အာရဏတပုလို့အဲ့လိုမျိုးလန်နဲ့တေခံလိုက်ပြန်ပြေးလိုက်ပြေးလိုက်ပြင်းတဲ့တပုလို့တောင်ပေါ်ရောက်သွားပါတယ်ရောက်တဲ့အချိန်မှာသူတို့လိုက်လာပါတယ်လိုက်လာတဲ့အချိန်မှာတပုလို့အဲ့တောင်ရင်တွေမှာတပုလို့တိုင်းရင်သားတွေပြပြသွားတဲ့ဆိုင်ကလေးမြှောက်ပါတယ်လိုက်ပြီးပြီးရင်ပါလာတဲ့အဝတ်စားတွေလိုက်မှွေးပါတယ်သူတို့ကမှွေးနဲ့တပုလို့တောင်ပေါ်ကနေကြီးနေပါတယ်ကြီးနေတဲ့အချိန်မှာအဲ့လိုမျိုးသူတို့ဆီမှာဖုံးနေပါလာတဲ့အတွက်ဖုံးနေတာလှမ်းပြပါတယ်ပြောတဲ့အချိန်မှာပြန်ပြီးတော့နောက်ဆုတ်ပါတယ်သူတို့ကနောက်ဆုတ်တဲ့အချိန်မှာတပုလို့အဲ့မှာကြီးနေတဲ့အချိန်မှာ ဆရာမဓာတ်ဖို့ဓာတ်ဖို့လည်းပြည်လာပါတယ်ဒါကဒီမှာတစ်ချက်ပေါ်လာပါတယ်လက်ဒီမှာလက်ကဆိုင်ဆိုကြတော့နေပါတယ်ပြီးရင်ဒီမှာပေါ်တာလက်ကဆိုင်လာနေပါတယ်ပြီးဆရာမပြည်လာတယ်ဘယ်လိုဆင်းပြီးတော့ဆရာမသွားပြီးတော့ပွဲစုပြီးတော့ဒီမှာပဲဆက်ပါတယ်ဒီလာလို့ဘယ်လိုအဲ့မှာဆင်းငါးမိနစ်လောက်ကြာတဲ့အချိန်မှာလင်းနေကနေလာပါတယ်လာတဲ့အချိန်မှာသူတို့ကရွာထည့်ရောက်နေပါပြီတပတ်တော့မသိပါဘူးအဲ့ဒီသူတို့နတ်စကာကရွာထည့်ကိုရောက်တယ်နဲ့ကလာတဲ့ခုံနဲ့တန်းပြောတယ်နဲ့ သူတို့ကရှင်ကြိုက်တဲ့ပုံစံနဲ့တပိုက်တည်းဖြစ်နေမှာအဲ့ဒီမှာသူတို့ကနောက်ဆုံးပါတဲ့ကလာတွေကဖုံးတဲ့ဘယ်လိုလဲဖုံးတာလမ်းပြောတယ်ဆိုတာတမလို့တော့ဘင်္ဂလားဖုံးနေရှိပါတယ်ရှိတယ်တမလို့ဒီနေရာမှာမိုဘိုင်းနဲ့မိုဘိုင်းဖုံးတယ်အရင်တုန်းကဆိုလို့ရှိရင်အဲ့မိုဘိုင်းဖုံးတစ်လုံးကိုအနေနဲ့မှာနှစ်သိန်းလုံးသွင်းရပါတယ်ဖုံးတစ်လုံးကန်ပြီဆိုလို့ရှိရင်ကလာတွေစီမှာတမလို့တော့တိုင်းရင်းသားတွေကတော့ကိုကြောင့်ကိုကကန်ရပါတယ်တရားမကန်တော့အစီအမပြောအဲ့မှာတော့အဲ့အဲ့ဖုံးနဲ့ဘယ်လိုဖြစ်တာလဲသူတို့နောက်ွက်မှာသူတွေရှိနေရှိပါတယ် ်ဟောအဲ့ဒါနောက်ွယ်ကဒီကဖုံးနဲ့လှမ်းပြပါတယ်လူအုပ်ကိုလှမ်းပြပါကလောင်းကသူတို့ကအကုန်လုံးလို့ဖုံးပါပါတယ်ဟောကလားရအကုန်လုံးလေးနေဖုံးပါတယ်ဖုံးပါပါအဲ့ဒီဘင်္ဂလားမိုဘိုင်းနေတမ်းပါအခုကအဲ့အဲ့ဒီကိုပြောဘယ်ကနေလှမ်းပြမှာတော့မသိဘူးမသိပါဘူးသူကဘယ်လိုပြောလိုက်တော့ပေါ့ ဖုံးကပြောတယ်ဆိုတာသူတို့ဖုံးကပြီးတော့မြင်ပါတယ်တပည့်တော်တို့အဲ့ဒါတော့နောက်ကနေဖုံးဝင်လာတယ်ဆိုတာတပည့်တော်သိလိုက်ပါဖုံးကသိလိုက်တယ်တမ်းပါအဲ့ဒါမှသူတို့နောက်ဆုတ်တာသိလိုက်တဲ့အချိန်မှာသိလိုက်တဲ့အချိန်မှာသူတို့နောက်ဆုတ်ပါတယ်နာသကရေဝင်လာပြီးတော့တရေပို့လိုက်တရေပို့လိုက်ချိန်မှာအဲ့တော့ပါတော့အဲ့ဒီအချိန်မှာသူတို့နောက်ဆုတ်ပါတယ်ဒါမဲ့နာသကရေဝင်တပည့်တော်တို့ရွာကိုရောက်တဲ့အချိန်မှာသူလူရှိပါတယ်တလားရှိပါတယ်ဒါမဲ့တစ်ချက်မှမပြစ်ပါဘူးဆိုတော့အဲ့လိုမျိုးပါမင်းတို့နဲ့နာသကရေတွေ့တဲ့အချိန်မှာကလားရမင်းတို့နောက်မှာရှိသေးတယ်တပည့်တော်တို့ ဲ့ဒီအဲ့နင်းနင်းနားမှာရှိပါတဲ့ကလာနေတာလုံနေရတယ်ဒါပေမဲ့လိုက်လာတဲ့အချိန်မှာသူတို့ဖုံးဝင်တဲ့အချိန်မှာဖုံးယူပြီးတော့ပြောရတယ်ပြောတဲ့အချိန်မှာအိုက်ရှင်ကနတ်စကရော်ထဲရောက်နေပါလိမ့်မယ်။ဒါကရော်ထဲရောက်။ဒါပေမဲ့တပည့်တော်ကမသိပါဘူး။တပည့်တော်အိုက်တောင်ကုန်းပေါ်မှာ15မိနစ်လောက်ကြာတဲ့အချိန်မှာနတ်စကတပည့်တော်လှမ်းကိုပါတယ်။လှမ်းကိုတဲ့အချိန်မှာတပည့်တော်ကတားပါတယ်။ဘာမစင်းနဲ့ဘာကြည့်ပြီးမတ်တင်နေရမှနေရတယ်။ NASCA uniform ပြောင်းမလို့လာလို့ရှိနေမှာလို့သိမှာပဲဒီတိုင်းနေလို့ရှိနေသိမှာပဲဘာကြည့်ပြီး NASCA ဒီပြည်ပြည်လုံးချိုးရမလားလို့ရှိနေဘယ်လိုညပေါင်းလိုက်စီမှာဒီနေရာကနေသုံးမမိုးဆိုလို့ရှိနေမှာလို့အကုန်သိသွားလိမ့်မယ်ဘယ်လိုလုပ်မှာအဲ့လိုသိနေပါလေအဲသိုံးတဲ့အချိန်မှာအဲ့လိုမျိုးရှုံးတယ်ငိုကြပါလေဝင်းလေးတွေပလေးတွေဓာတ်ပါပါလေဘယ်လိုအဲ့ရင်ဝင်ပိုက်တဲ့ပလေးတွေလည်းပါပါလေအဲအဲ့မှာဒီလိုတမင်းနေပို့ရအောင်ဟုတ်ပါတယ်ဘယ်လိုအပ်စကားပြောကြပါလေဘယ်လိုပြောပါလေအဲ့အချိန်မှာ တို့ကဘယ်လိုပြောလဲဆိုတော့ကာယမတို့အခုတော့ဖြည့်သွားပြီမတို့ငုံနေလို့ကတော့ဟိုပဲမတို့မဟုတ်လေတင်ပါပဲဟုတ်လေတင်ပါပဲကာယမတို့ဥမာသူတို့လာလို့ရှိရင်မတို့စီတဲ့လန်းလန်းနဲ့ခုခံရမှာပဲဘာဖြစ်လို့ဆိုတော့မတို့တောင်ပေါ်ကနေတာဘာဖြစ်တပန်းလာတယ်အဲ့လိုပြောပါတယ်အဲ့လိုပြောပြီးတော့အဲ့မှာဆရာမကိုအဲ့မှာမတို့တို့ကနေပြီးတော့အဲ့ ်တို့မှာရှိတဲ့အဲ့လိုမျိုးအရွက်တွေကိုထူပြီးတော့ရေတွေပြေးဖြစ်ပါတယ်ဒီလိုနေတဲ့အချိန်မှာဆင်းလာမျိုးကြတဲ့အချိန်မှာလာစကလန့်ကိုပါတယ်ဒီလိုတော့တန်ခတော့အချိန်မှာဒီလိုအိုက်တောင်ကိုကနေကြီးနေပါတယ်သူတို့လာလာနေနေတဲ့အချိန်မှာဒီလိုတော့နှမ်းမိပါတယ်နှမ်းမိတဲ့အချိန်မှာကိုင်းလာစကရောက်ပြီဆိုပြီးတော့ဒီလိုတော့ဒီလိုတော့ခေါ်လာပါတယ်ခေါ်လာတဲ့အချိန်မှာဒီလိုတော့အိုက်ရွာရဲ့ဒီသပင်းမှာတနာကျော်လောက်ကြပါတယ်ဒီလိုအိုက်မှာထားပါတယ်ထားတဲ့အချိန်မှာဒီလိုရွာတဲ့အချိန်မှာဝင်အဲ့လိုမျိုးပါဖြစ်တယ်လောက်ပါတယ်ဒီလိုတော့ ညစကားကြီးတင်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲတောင်ပေါ်ကနတ်စကားလာတဲ့အချိန်မှာတို့လာယူတဲ့အချိန်မှာတို့ဆင်းပြက်လာပါတယ်။ဆင်းပြက်လာတဲ့အချိန်မှာအဲဆရာကြီးပြေးနေတဲ့ပုံကိုတို့ထပ်ဖို့သွားရပါတယ်။ဩဒီတိုင်းလောင်းထားခဲ့တာ။ဒီလိုတော့အဲ့နေခွင့်မြင်မှာပဲအားပေးပါမပါလက်ကြည့်နေနေခွင့်မြင်မှာပါလက်လိုက်တမ်းတော့ဖလက်ရည်တမ်းတမ်းပါတွေ့တယ်ဒုက္ခနဲ့ကိုဖုတ်ခံရတဲ့ ဆရာကြီးဒီဥစ္စာမှာဆရာကြီးဒီမှာရိုက်ထားတာရှိတယ်ဒီမှာထိုးထားတာရှိပါတယ်ထိုးတာပါအဲ့ဒီမှာဆရာကြီးအဲ့မှာပလတ်လန်နေတာရှိပါရဲ့တက်လို့ရှိတယ်38ခုလားရှိတယ်38ခုလားရှိပါတယ်အဲဒီလေးပေါ့38ခုနဲ့ဆက်လာအဲ့လိုရှိတယ်ဒီဆရာကိုဘာလို့လဲဆိုတော့အဲဒီပဲရိုက်တယ်သူတို့ကတပတ်တို့ရွာကိုလိုက်တယ်ဆိုတော့သူတို့မှာပြင်းမှတစ်ခုခုရှိပါတယ် ပညာတတ်တဲ့လူအဓိကလိုက်ပါလိုက်ပါတယ်သူတို့ကပညာတတ်တဲ့လူနဲ့ပိုက်ဆံရှိတဲ့လူလိုက်ပါတယ်ဟုတ်ပါဘူးဘာဖြစ်လို့ပိုက်ဆံရှိတဲ့လူတယောက်ကိုတတ်လိုက်လို့ရှိရင်ဥပမာ၁၀ယောက်မင်းလို့ရှိရင်၁၀ယောက်ဟာတော့တတ်မဖြစ်တော့ပါဘူးအေးပညာတတ်တဲ့လူကိုတတ်လိုက်လို့ရှိရင်သူတို့ကောင်းမှုပုံနိုင်တော့ပါဘူးအဲ့လိုတတ်တာပါဟုတ်ကဲ့သူတပည့်တွေတတ်တာပါပဲအဲ့ဒါတွေကသူတပည့်တွေတတ်မှာဝေရတယ်ဝေရဝေရပညာတတ်တဲ့ကြောင်းဆရာတွေအဲ့လိုမျိုးပါပိုက်ဆံရှိတဲ့လူကနေရာ၁၀နဲ့ပေါင်းလိုက်တော့ဟုတ်လား သူတို့အဲ့ဒီနေကသူတပည့်ဆိုတာဘယ်နဲ့ဆိုတော့သူဘယ်နဲ့တော့နေပေးခဲ့တယ်တပည့်သူသူပြင်နေတဲ့တပည့်ကလည်းတပည့်တာလည်းကပဲဘူဂျိုကဘူဂျိုကပဲနေပြီးတော့စေတောင်းအောင်ဒီစေတောင်းရတဲ့ဝေရတဲ့အထိဝေရတဲ့အထိဝေရတဲ့သင်ပေးရတာဝေရတဲ့အထိဝေရတဲ့အထိမကောက်အောင်လက်ရှိအလုပ်ကပေးထားပါတယ်ဒါတွေကအကြောင်းပါပါပဲ ်။အဲဒါဇာယီကမူလာရနဲ့တည်းလဲအလဲရနဲ့ဆက်လက်နဲ့တည်း။တမ္မာကျောင်းဆရာကြီး။ကျောင်းဆရာကြီးပါ။မုံမုံကျောင်းဆရာကြီးပါ။ဩော်။သူကအဲ့ကျောင်းကဆက်တတ်ကြီးရအောင်။တပတ်တော့ရှစ်တောင်းကြီးပါလေ။အလေရနေကြရပါအလေရနေပါသိပေးတာဟောအလေရနေတယ်ဘယ်လိုသူသူပြေးတယ်မြို့ပေါ်ထားပေးတယ်ဘယ်လိုတော့ကျမမူလို့ဟောပေးတာမုံမုံပါမုံမုံလို့မုံမုံလို့ပါမုံချိုလို့ပါမုံချိုလို့ပါ ်ကျန်တော့7တန်းကြီးရှိတာ7တန်းရှိတယ်တမ္မအဲ့ဒါနဲ့အဲ့ဒီလည်းလုပ်ပါဦးအဲ့ဒါနဲ့အဲ့ဒီနေကတပတ်တို့စင်းနှစ်နာရီလောက်ကိုဒီလိုအဲ့ကျောင်းဆရာတွေနဲ့အဲ့လိုမျိုးတပတ်တို့ပါသွားတဲ့ဒီမောင်တို့ကအဲ့ဒီအဲ့ဒါမဖြစ်ခင်မောင်တို့ကပြန်လာတဲ့လူတွေရှိပါတယ်အဲ့ဒါအဘူဂါလန်ပြီးအဘူဂါလန်တရားပါပါတယ်အဘူဂါလန်အတ္တဇူပိုင်းတရားပါပါတယ်ပြီးရင် ဒီမောင်တော့ကက်ဆက်ဆိုတာတရားပါပါတယ်သူတို့ကဒီမှာဖြစ်တဲ့အကြောင်းတွေလာပြီးတော့ပြောပြီးတော့အဲ့မှာပြောပါတဲ့တယ်သူတို့ကအဲ့မှာပြောပြီးတော့သူတို့စီးရင်ပါတယ်စီးရင်တော့သူတို့ထမင်းစားပြန်ပြန်လာတဲ့အချိန်မှာအဲ့ဇူပိုင်းပြင်းဇူပိုင်းရင်ရရမလို့ပြရပါပါလေ။ပြင်းအဲကြောင်းဆရာလေးနဲ့စကားပြောပါလေ။ပြင်းဒီအဘူတာလန်ဆိုတဲ့အဲလူကြီးဟာသူတို့နဲ့စီးပွားလုံးနေတဲ့ ဥယစိမ့်ဆိုတာရှိပါတယ်ဥယစိမ့်လို့သူတားတယ်နဲ့စကားပြောပါတယ်စကားပြောပြီးတော့မှသူတို့ကအဲ့မော်လီဗီနဲစကားပြောပါတယ်ပြီးသူတို့အဲ့ဆိုစီးရင်ပါတယ်စီးရင်တည်းလည်းတို့တို့တွဲပါတယ်ပြင်ပါသူတို့ဈေးကိုသွားလိုက်ရွာပြန်လာလိုက်စက္ကနအဲ့ကိုသွားနေပါတယ်ခဏခဏသွားကြည့်ပါတယ်တို့တို့ကအချိန်လေးကိုသွားဆောင်ကြည့်ပါတယ်သူတို့ကအဓိကနော်ဟုတ်ပါတယ်တနေ့ကြာလို့နော်တနေ့ကြာလို့ကြာပါသူကအဲ့ဒါလည်းဟိုကတော့ဆရာမကြတော့ပါတယ် ဆံမထားဖို့တယ်လားထားဖို့တယ်ဒါမှဆက်လို့ဒါပေမဲ့ဒီနောက်ဒီနောက်မှာဆက်ဒီနောက်မှာဆက်ဒီဘုံမှာတစ်ခါမှာတတိယမတည်မတည်တော့ခိုင်းမှခိုင်းမှလည်းဆက်ပါပါလေပြီးရင်ဒီနောက်မှာလည်းဒါဆက်ရနိုင်နေပါဘာလို့လဲမနေ့ကတော့ဒီကအဲဒီတိုင်းကျနေလူသားပေါ့တပတ်တော့အဲ့ဆရာကတပတ်တော့တွားရပါတယ်တွားရပါဟုတ်ဗျာဒါတည်းရယ်တမ္မာဒီရယ်ပဲဆက်ပြီးရောပါ ဲ့ဒါဆရာမအဲ့တမူမှာတင်လာပြီးတော့မှတပည့်တော်အဲ့လိုနေတဲ့ဒီမှာမှလူသွင်းရောက်တဲ့ဒီမှာတပည့်တော်ပြန်ဆင်းပါတယ်ဆင်းတဲ့ဒီမှာတပည့်တော်အဲ့ဆရာကြီးခင်းနေတယ်ဆရာမကိုလည်းတင်ပြီးသွေးထားခဲ့သူကတင်ပြီးသွေးထားခဲ့တာဟုတ်ကဲ့ဆရာမကိုမော့ရည်တော့ဖက်လိုက်ဆရာမကိုဆရာမဒီတိုက်တင်ပြီးဆိုပြီးတော့ဓာတ်နဲ့ခုံလို့တပည့်တော်လိုက်တဲ့လိုက်တဲ့ဒီမှာတပည့်တော်ပြေးရပါတယ်ဆင်းတယ်

ုံးကြီးอ่ะဒီကဒီမှာဆိုတဲ့ဒီတဲ့တော့ဆုံးမကြီးလားတိုက်တဲ့တော့ရာထောင်ကြီးလေဒီရဲ့တော့ဒီကတော့တပတ်တော့ကနောက်ဆုံးပြန်ခဲ့တာကတပတ်တော့အဲ့ဒီဆရာဦးမောင်ကျန်းသာနဲ့တို့ဆွေးဆံရင်တပတ်တော့ကျန်တဲ့တပတ်တော့ဒီနောက်ရောက်ဝေးပြန်၅ရောက်ပြန်ကျန်တာဖြစ်ရတော့အများကြီးဖြစ်တယ်ဒီမှာတော့ပြေးသွားတဲ့ကတည်းကပြေးသွားတဲ့ဘုံရောက်ပြီဒါပေမဲ့ပြင်းကကတော့လောလောဆယ်ဒီ၅ရောက်ကိုစိတ်ကြီးမကြီးလိုက်တာပေါ့အမှန်က သူတို့ကပြင်းမကိုလိုက်တဲ့ဆိုတော့ကမင်းတို့ရှိရိုက်ပါမမင်းတို့ရှိမရိုက်ဘူးအဲ့လိုမျိုးပါပြင်းမကတတ်တဲ့ဆိုလို့ရှိရင်ဆရာကြီးကိုတတ်တာကသူတို့ကပြင်းမရှိပါဘူးသူတို့ကအခုအဲ့မှာဆရာကြီးတင်ပေးတဲ့တပည့်တွေကဘွေရပညာလက်တွေရှိပါတယ်သူတို့ကဒီဆရာကြီးပြောလို့ရှိရင်ဖိုးဖောက်နိုင်တဲ့အဆင့်တွေရှိပါတယ်အဲ့လိုမျိုးတွေရှိပါတယ်သူတို့က ်လို့ထုတ်ပေါက်တာဘာပေါက်နေဆိုအဲ့ဒီဘက်မှာသူတို့ကြီးဆုံးမယ်ဟောသူတို့ကြီးဆုံးမယ်အဲ့ဒီသူတို့လူလို့မကြီးဆုံးဘူးအဲသူတို့ကြီးဆုံးမယ်အဲ့ကြောင့်ကိုကြီးဆုံးလို့ရပါတယ်အဲ့ကြောင့်နေရှင်လေလို့ရတဲ့အတွက်သူတို့ရှင်နေတဲ့တပည့်ကလည်းတောင်းဆရာတွေပဲတောင်းဆရာတွေပါပဲအခုတက်တဲ့ထဲမှာလည်းအဲ့တောင်းဆောင်တွေပဲအဲ့ကောင်တွေပါပဲလောဘပေါက်တယ် တော့ပြောင်းနေတယ်အဲ့ဒါကတပည့်တော်ဆရာကြီးပြန်ပုံရပြီးတော့တပည့်တော်ရွာနဲ့ပြေးသွားပါတယ်ပြေးသွားပြေးသွားပြီးတဲ့အချိန်မှာဖုံးကြောက်ပန်းနဲ့ပတ်ဝင်မှလည်းတပည့်တော်ဆရာကြီးကိုတပည့်တော်ရတဲ့အချိန်မှာဆရာမနဲ့ဝေးတယ်ပေါ့ဆရာမကတလာလိုက်တယ်ဆရာမပုတ်ခဲ့ဘူးတပည့်တော်တောင်းကိုပို့လိုက်ပါပြီပို့လိုက်တဲ့အချိန်မှာလုံခြုံရလာတဲ့အချိန်မှာတပည့်တော်ဆင်းပြေးလာပါတယ်ဆင်းပြေးလာတယ်ဆင်းပြေလာတာတပည့်ဓာတ်ပုံရိုက်ပါတယ်ဓာတ်ပုံရလို့ပြရတပည့်ပြန်ပြီးပြေးသွားပါတယ်ဟုတ်ကဲ့အဲ့လုံချုံရအဲ့ဆရာကြီးရဲ့အလောင်းတွေကယ်ဆယ်သေးတယ်အဲ့ဒီမှာမပြေပါဘူးဟာ မသိဘူးတရားဒီလိုကြည့်ပါတယ်သိဖို့တပတ်တော့တပတ်တော့တောင်းမပြေတော့ပါနဲ့ပြေသွားတဲ့အချိန်မှာကိုကြီးလို့ပြီးတော့တပတ်တော့အဲဒီတောင်းကြီးမှာပဲထားပါတယ်ဘုရားရှင်ကဖြစ်စီခံနေတယ်ထားတဲ့အချိန်မှာသူကမေ့ပါတယ် ဘာတွေဘာတွေဖြစ်လက်တယ်ရတယ်လို့ဘာနဲ့အဲ့လိုမေးပါတယ်မေးတဲ့ချိန်မှာတပည့်တို့ပြောပါတယ်ပြောတဲ့ချိန်မှာတပည့်တို့လမ်းပြပါတယ်ဆရာကြီးဖြေနေလို့ဒီလိုတော့ချက်ပြီးချင်းလို့ရတာပေါ့ကွာချက်ပြန်ပြီးတော့ဒီတိုင်းမှာထားဖို့ပါတယ်ဆိုတော့တပည့်တို့တပည့်တို့ကိုလာနေတာအဲ့ယွာနာပေါ်ရောက်တဲ့ချိန်မှာတပည့်တို့ပုံချောင်းမနဲ့ဖတ်တယ်လက်ပြပိုင်ပြီးတော့သူကလက်တဲ့ချိန်မှာတပည့်ပြပါတယ်ဒီတိုင်းချိန်မှာတပည့်ပုံချောင်းနဲ့ဖတ်ဖို့ပါတယ်အဲ့ဒီလောက်နဲ့လည်းဟုတ်တယ်တော့ပြီးသွားတယ်ဆိုတော့ဖတ်ဖို့ရပါတယ်ချက်ပြန်ပြီးတော့တပည့်ယွာချက်ဝင်တဲ့ချိန်မှာတော့ကြောက်လို့ပြရတယ်ဖြစ်ပါတော့ဒီကောင်းမှုနဲ့ဒါပြပါတယ်ဆရာဆရာတော့တပည့် အဲ့ဒီနေ့မတားသုံးရက်လောက်ပါသွားတာတစ်ချက်ကိုပါကိစ္စမဆက်ဘူးတစ်ချက်ကိုပါဟုတ်တယ်ဒီကဆက်ရတယ်ဒီခိုင်ရည်နေတာခိုင်ရည်နေတာတစ်ချက်ကပြင်းပြောင်းမလားရေပြောတာသူပြီးပြီးသူဒီမှာပြီးသေးတယ်လိုင်းကြီးရတယ်ဈားထဲမှာလိုင်းကြီးလည်းလေးတယ်အဲ့ဒါတပတ်အဲ့ဒီကိုတရားပွင့်ရမှာတရားပွင့်ရပြီးတော့ရဆက်ခါတော့လည်းဘောလုံးလည်းအောင်သွားတဲ့ဒီမှာအဲ့ ုတ်တယ်သူအောင်တင်းထွန်းသူအောင်တင်းထန်းတော့တင်းနေတာတွေ့ပါတယ်ဒီကတော့အမှန်တော့ဒုံနဲ့ရိုက်ချတယ်သူအောင်လို့ရတယ်ဒီရေမြောက်မှာသူကဒုံနဲ့ရိုက်ရိုက်ချပါလားဒါမဲ့သူကတော့တော်နေနိုင်သေးပါဘူးအတန်းကြီးနေပါတယ်ဒါမဲ့ပြေတဲ့အောက်ကိုရောက်နေတာဆိုတော့ရောက်တော့ပါအဲ့ဗလီကနုံးထဲမှာဝိုင်းနေပါလားအဲ့ဒီကနုံးထဲမှာတကယ်ရေတော့တကယ်ရေတော့ဖတ်ကြည့်ပါဒီကနုံးထဲမှာအဲ့ဒီကနုံးထဲမှာ ဆက်နေတယ်။အဲ့ဒီမဆက်တော့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ပြန်မပြန်။ဒီလေဒီရှိလို့ရိုးရိုးနော်။တင်နေတဲ့တွေ့တဲ့ချက်ကတော့ကြောက်ပြေးလာပဲ။အဲ့ဒီလိုဒီလေလည်းမရှိဆက်သွားဘူး။မသွားနေပါလေ။အဲ့ဒီမှာတို့တို့ပြန်လာ။ဒီကဆင်းလာတဲ့ဒီကရှင်းချက်ရင်းထားတဲ့လိုက်လာမျိုးပါ။ရှင်းပြတာရှင်းမရရရရ။အဲ့ဒီကကင်မရာအနားပေးပါဘူး။ဘာလို့ပါလဲ။တို့တို့ပြောပါလေ။မတက်ဘူးရဲ့လည်းမပြီးသေးဘူး။ကင်မရာကတက်ဘူးရဲ့တော့လိုက်လိုက်တယ်။ပြီးတော့ကြီးမှာတော့ခဏကြီးကြားတယ်အဲ့လိုပြောပါလေ။အဲ့ဒါအဲ့ဒီပါလေ။ပြေးသွားနေတော့ခါလာ။အဲ့ဒါနဲ့တို့တို့ အဲ့မှာတပတ်တို့အဲ့မှာလာရပေးမှနေနေနေမဆဲကလာလာကြတယ်မလို့နေနေရပါတယ်မင်းတို့ကြားရတယ်တို့ကြားရစေကကြောင်းပါတယ်စေကဘုန်းနာကလည်းတော့ဆိုတော့မိမိဆိုပြောပါဘာလဲဒီမောကောဒီတော့ဟောစေကကြောင်းဟုတ်ပါတယ်စေကကြောင်းလို့ထားပါတယ်ထားတဲ့အချိန်မှာတပတ်တို့ခဏလေးမှတက်ကနေရောက်လာတယ်ညနေနိုင်မှာညနေနိုင်မှာဒါမဲ့သူတို့ဟာအဲ့မှာတက်ကမလာခင်သူတို့ဟာကလာတဲ့ဦးလမ်းပေါ်ပါတယ်အမျိုးမျိုးဟိုဟိုဟိုရင်း တက်ကနေပြီးတော့အဲဒီနတ်စကားတွေကနေပြီးတော့တနက်ပြစ်ပါတယ်အပူမိုးထောင်ပြီးတော့ပြစ်ပါတယ်တက်လာတဲ့အထိဆိုလို့ရှိရင်အလုံး60တော့ပြစ်ပါတယ်ဒီလိုကဒါပေမဲ့အပူမိုးပေါ်ထောင်ပြစ်တာပါပဲတက်က30ကျော်လောက်ပြစ်ပါတယ်ဒီကောလာလာကဒါပေမဲ့တက်ကလာတဲ့အချိန်မှာတပတ်တော့ဒီလူတွေကိုသေဖို့တော့တော့တန်ရတဲ့လူကအဲလိုခလေးတွေကိုစူးစားပေးသေဖို့တော့ဒီလိုလုပ်ပါတယ်ဒီလိုကားပေါ်တင်လို့အလေးတန်းကျွန်နေမျိုးကိုယူတဲ့အချိန်မှာလက်မှာတရဖြတ်ထားပါတယ်တရ ။ဘာဖြစ်လို့ဆိုတော့တပည့်တော်သူတို့ကြောင်ဒုက္ခလှိလာပါတယ်။သူတို့အဲ့ဒီတဒဖြတ်တယ်ဆိုတာနဲ့ကောင်းတယ်လား။အဲ့ဒီသူတို့မှပါတာချမ်းသာသီကုံပေါင်းအဲ့ဒီမြေကပါတယ်။အဲ့ကောက်ကိုအဲ့မှာနတ်တလအဲ့ပင်းကမှရှိတဲ့တဒဖြတ်ပလိုက်ကြဥစ္စာတွေပြန်ဒီပြီးတော့သူတို့အဲ့ဒီမြေကသာတယ်နေမြေသွားပါတယ်။ကောင်းတယ်သူတို့လူအုပ်ကိုတင်ရင်ကပြန်လို့လှိလာတဲ့အချိန်မှာသူတို့ပြောပါတယ်။တဒဖြတ်ထားတဲ့အတွက်ကာကြီးကချက်ကြလို့မရဘူးပြီအဲ့ဒါကြောင့်မောင်းတော့ဖို့ပါတယ်လို့ပြောပါတယ်အဲ့ဒီမှာတပည့်တော်ကံလာတပည့်တော်တပည့်တော်အမပေးလိုက်ပါတယ် အဲသူတို့ပိုးတဲ့အချိန်မှာပဲတပည့်တို့လှမ်းပေးလိုက်ပါတယ်။အင်းပေးလိုက်တဲ့အချိန်မှာတပည့်တို့အမတော်ဒီကိုဒီကိုပိုးလိုက်ပါတယ်။မနမ်းပိုးလေးတာနဲ့နတ်စကားပြန်ပြန်လာပါတယ်။တပည့်တို့နဲ့ကင်မရာတောင်းပါတယ်။တပည့်တို့ကပြန်သမောင်းနဲ့ဖိတ်ပလိုက်ပြီ။အေးကင်မရာကိုဘုဒ္ဓဆီမလေးကျွန်တော်တို့အမဆီမလေးကြီးလည်းပြောလိုက်ပါတယ်။ဒါနဲ့သူတို့ဒီကိုတော့လာမတောင်းပါဘူး။တပည့်တို့ပြန်လာတဲ့အချိန်မှာကင်မရာတွေ့တဲ့အချိန်မှာတပည့်တို့လိုအပ်တဲ့လူတွေအဲ့